အလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ TikTok ကောင်းတဲ့ PayPal ကောင်းကိုဘယ်လိုချိတ်ဆက်ရမလဲဆိုတော့ကျွန်တော်ပြပြပေးမှဖြစ်ပါတယ်အလုံးမကျွန်တော်လိုက်ကြည့်လိုက်အောင် okay okay ရှင်းသောကျွန်တော်တို့ TikTok ကောင်းရင်ဖွင့်ပါမယ် TikTok ဒီမှာကျွန်တော်တို့ရဲ့ balance တွေကိုဝင်ပြီးတော့ရင်ကြည့်ပါမယ် balance တွေရောက်လို့ရှင်ရင်ကျွန်တော်တို့ရဲ့ပတ်စံလေးကိုနှိပ်လိုက်ပါ view ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့ဒီ content reward ဆိုတဲ့ဟာကိုထပ်နှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့ဒီဘက်က withdraw ဆိုတဲ့ဟာလေးကိုထပ်နှိပ်လိုက်ပါနှိပ်ပြီးတော့ခဏလေးစောင့်လိုက်ပါစောင့်ပြီးကျွန်တော်တို့အပေါ်မှာရှိတယ်ကျွန်တော်ကတော့ဒီမှာချိန်ပြီးသားပေါ့နော်အဲကျွန်တော်ကအခုကချိန်ပြန်มาဖြစ်တဲ့အတွက်ကျွန်တော်ချိန်ပြီးသားကောင့်ကိုကျွန်တော်ကပြန်ဖြတ် ပြီးတော့ပြန်လုတ်ပြမှာဖြစ်ပါတယ် paper ကောင့် ဲဆိုတော့ကျွန်တော်အကောင့်လေးကိုကျွန်တော် delete လုပ်လိုက်ပါမယ်ကဲကျွန်တော်က TikTok account ကို paper account နဲ့ချိန်မှဖြစ်တဲ့အတွက်ကျွန်တော် attack payment account ဆိုတာနှိပ်ပြီးတော့ထက်ပြီးတော့လုတ်ပြပေးမှဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဒီ paper ဆိုတဲ့ဟာလေးကိုယူလိုက်မှာပေါ့နော်ဒီအပေါ်မှာရှိတဲ့ဟာလေးကိုအဲယူပြီးတော့ကျွန်တော်တို့က paper account ကိုကျွန်တော် Gmail နဲ့ပို့ထားတာဖြစ်တဲ့အတွက် နော်အဲ့ဒီ Gmail မှာ तू ကသွားပြီးတော့ကုတ်ပို့ပါတယ်အဲ့ပို့လာတဲ့ကုတ်ကိုကျွန်တော်ဒီမှာဖြစ်ပေးလိုက်အောင်ပါပဲအဲ့လားလေးပါပဲခဏစောင့်ပါအဲအမ तू ကြားလာတဲ့ဒီအပေါ်ကကုတ်လေးကိုထည့်ပေးလိုက်အောင်ပါမယ်အဲ့ခြောက်လုံးတယောက်နဲ့တယောက်ကတော့မတူနိုင်ပါဘူးကြားတဲ့ကုတ်ကတော့အဲ့လေးကိုကျွန်တော်ဖြစ်ပေးလိုက်ပါမယ်ဟုတ်ပါပြီဖြည့်ပေးလိုက်ရင်တော့ကျွန်တော်တို့ ဒီအောက်ကအနီရောင်လေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ dash ကိုထည့်နှိပ်လိုက်ပါအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီ add paper account ဆိုတာကိုထည့်နှိပ်လိုက်ပါခဏတော့စောင်းရပါမယ်အဲ့ဒီမှာရေးကြည့်တဲ့ချက်ရောက်ပါပြီဒီနေရာမှာကျွန်တော်တို့က email နဲ့ဖွင့်ထားတာဖြစ်တဲ့အတွက်အဲ့ဒီ email ရဲ့ဒီ password ကိုမှန်အောင်ထည့်ပေးရပါပါမှားလို့ရှိရင် तू ကလုံးဝရမှာမဟုတ်ပါဘူး ကဲကျွန်တော်တို့ထည့်စီလိုက်အောင်ပထမတစ်ခေါက်ကတော့ကျွန်တော်အမားရိုက်ထည့်ကြည့်တာပေါ့နော်အမား password ကိုရိုက်ထည့်လိုက်တာပါ သူကလက်မခံပါဘူး password ကိုကျွန်တော်တေချာလေးရိုက်ထည့်ပြီးမှသူက login ဝင်လို့ရမှာဖြစ်ပါတယ် ကဲခုရသွားပါပြီကျွန်တော်တို့အမှန်ရိုက်တဲ့အတွက်ကျွန်တော်ရဲ့အကောင့်လေးကဒီပဲကောင်းနဲ့ချိတ်ဆက်သွားတာပဲဖြစ်ပါတယ်ကဲခုတော့လေလေလေးပါဘာမှမခတ်ပါဘူးเนาะပေပယ်ကောင်းရှိပြီလားဆိုရင် TikTok ကောင်းနဲ့ပေပယ်ကောင်းနဲ့ချိတ်ဆက်တာဒါအောင်မြင်သွားပြီပဲဖြစ်ပါတယ်အဲဒါဆိုရင်ကျွန်တော်တို့ရဲ့ TikTok ထဲမှာရှိတဲ့ပတ်စံလေးကိုပေပယ်ကောင်းနဲ့ပဲ AC ထုတ်လို့ရတာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်